ရခိုင်ပြည်နယ်ပုံနာကျွတ်မြို့အခြေဆိုင်စစ်ကောင်စီရဲ့ခမရ950တရင်ဟောင်းကိုဂျွန်လ22ရက်ညပိုင်းကစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ပုံနာကျွတ်ဒေသခံတွေကပြောပါရယ်။ည7:00နာရီခွဲလောက်မှာစစ်ကောင်စီတပ်ကဂျက်တိုက်လေယာဉ်တစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။ပုံနာကျွမျိုးကံတွေဟာ2023ခုနှစ်ဒီဇင်ဘာလကတည်းကမြို့ပေါ်ကနေစစ်ပေးတိမ်းရှောင်နေကြရတာဖြစ်ပြီးလက်ရှိအချိန်အထိမြို့ပေါ်ကိုဝင်ရောက်နေထိုင်ခွင့်မရရှိကြသေးတဲ့အတွက်လူထိခိုက်တာတွေတော့မရှိဘူးလို့မြို့ကံတယောက်ကပြောပါရတယ်။ ုံနာကျွမြို့ကိုအရခတက်တော် AA က2024ခုနှစ်မတ်လ4ရက်နေ့မှာအပိသက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကမြို့မစည်းနဲ့အိမ်ပေါင်း1000နီးပါးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ19ရက်ကလည်းမင်းပြမြို့အခြေစိုက်စစ်ကောင်စီရဲ့ခမရ380တပ်ရင်းနေရာဟောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်ရှင်။ မန္လေးတိုင်းမိုးကုတ်မြို့နယ်ကိုလံကြီးရွာကနေတဲ့အင်ကိုဂျွန်လ22ရက်ည9:00နာရီလောက်ကအဲစင်းစစ်မယ်ဆိုပြီးဓားကင်ထားတဲ့လူလေးယောက်ကဓားညတိုက်သွားတဲ့အတွက်ငွေကျပ်9သိန်းနဲ့ပစ္စည်းတချို့ပါသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဓားတိုက်သူတွေမှာအင်ရှင်ကိုဓားနဲ့ထောက်ပြီးငွေ9သိန်း၊ငကတ်တရံဖုန်းနှလုံးနဲ့ဆိုင်ကယ်တစ်စီးကိုယူသွားတာဖြစ်ပါတယ်။ နေနေကကားကိုလည်းယူဖို့ကြိုးပမ်းခဲ့ပေမဲ့မရတဲ့အတွက်တခြားပစ္စည်းတွေကိုယူသွားခဲ့တာလို့ဆိုပါတယ်။ဆိုင်ကယ်နှစ်စီးနဲ့လူလေးယောက်လာတာဖြစ်ပြီးနှစ်ယောက်ကဆိုင်ကယ်ပေါ်မှာစောင့်နေပြီးတော့ကျန်တဲ့နှစ်ယောက်ကအိမ်ဝင်းကိုကြော်ဝင်ပြီးအင်ရှင်ရဲ့သမီးဖြစ်သူလေးဘင်းကိုဓားထောက်ပြီးတော့အိမ်ထဲကပစ္စည်းတွေကိုရှာယူသွားတာလို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံကပြောပါတယ်။ မိုးကုတ်မြို့မှာ TNL အယောင်ဆောင်ဓားတိုက်မှုတွေကိုဖမ်းဆီးအရေးယူသွားမှာဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းအရေးယူနိုင်ခဲ့တာတွေရှိတယ်လို့တအန်းတက် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရီဦးက DVB ကိုပြောပါရရှင်။မကွေးတိုင်းပေါင်းမြို့နယ်ကကြီးရွာတွေနဲ့စစ်ပေးဆောင်စခန်းတွေကိုစစ်ကောင်စီတပ်ကဂျွန်လ23ရက်မနက်9:00နာရီဝန်းကျင်မှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ပေါင်းမြို့နယ်တက်ကြဲချင်းဘို့မယ်ရေကျော်လက်ပံလှ ကင်းမဝွန်ချုံကြောက်ခွက်ရွာတွေနဲ့အဲ့ဒီရွာတွေအနီးကစစ်ပေးဆောင်စခန်းတွေကိုဘုံအလုံး20ထပ်မင်းကျဲချသွားတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့လိုဘုံကျဲခဲ့တဲ့အတွက် NUG လက်အောက်ခံမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာဒူတာဝန်ခံနဲ့အမျိုးသမီးဖြစ်သူတို့တေဆုံးပြီးတက်ကဲချင်းရွာကအသက်50ကျော်အရွယ်အမျိုးသားနဲ့အမျိုးသမီး2ယောက်ရေကျော်ရွာကအသက်40ဝန်းကျင်အမျိုးသား1ယောက်တို့တေဆုံးခဲ့တယ်လို့စစ်ဆောင်အရေးကူညီပေးနေသူကပြောပါတယ်။ဒါပြင်ဒဏ်ရာရတဲ့စစ်ပေးဆောင်အရေးအတွက်လည်းများပြားပြီး ပေါင်းမြွနဲ့တောင်ပိုင်းကိုစစ်ကောင်စီတပ်ကဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားတဲ့အတွက်နောက်ဆက်တွဲအခြေအနေကိုမသိရှိရသေးဘူးလို့ဆိုပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းကမြို့နယ်တွေမှာစစ်ကောင်စီတပ်ကတပ်သားတွေစုဆောင်နေတဲ့အတွက်ဒေသခံအမျိုးသားတွေအနေနဲ့ပြည်သူစစ်ထဲဝင်ရောက်တာနဲ့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေစီဝင်ရောက်သူတွေပုံများပြားလာတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီအကြောင်းကိုတော့သီရိကစုစည်းတင်ဆက်ပေးထားပါရရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းကဟိုပုံးပင်လုံမိုင်းပုံလွိုင်းလင်းမိုင်းရှူမိုင်းကိုင်လဲချားစတဲ့မြို့နယ်တွေမှာဇွန်လအစောပိုင်းကစလို့အသက်16နှစ်ကနေ35နှစ်အကြာအရွယ်ရောက်ပြီးသားအမျိုးသားတွေကိုစစ်ကောင်စီကအလဲကျတန်းစီစနစ်နဲ့မဖြစ်မနေစစ်မှုထမ်းခိုင်းနေတာပါအရင်ကမျိုးဝရက်ွက်တွေမှာလူစားထိုး9ရက်ပုံစံနဲ့စစ်မှုထမ်းရှောင်လွှဲလို့ရခဲ့ပေမဲ့လက်ရှိမှာတော့လက်နက်ကင်ထိန်းချုပ်နေမြေတွေကလွယ်ပြီးအသက်ပြည့်ပြီးသူတိုင်းမဲနိုင်နေရတယ်လို့သိရပါတယ် စစ်ကောင်စီစီမှာစစ်မှုမထမ်းလို့တဲ့လူငယ်တွေကတော့တိုင်းဒေသမျိုးနွယ်စုကိုလိုက်လုတ်ပိုင်ခွင့်ရရှိတဲ့ပြည်သူစစ်တွေစီမှာမိဘတွေကစစ်မှုထမ်းခိုင်းတာတွေရှိတယ်လို့သိရပါတယ်။လုံခြုံရေးကြောင့်ဒေသခံအစားအသံစားထုတ်ဖက်ကြားပေးထားပါတယ်။ရွေးချယ်စရာကမိဘတွေနဲ့တပိုင်းလူငယ်တွေအနေနဲ့ကတပိုင်းဖြစ်သွားပြီးဒီကမိဘအတော်များများကနီးစပ်ရပြည်သူစစ်တွေတဲကိုထဲပစ်တာများတယ်။ချက်တဲတဲ့ကာလလည်းဖြစ်သားသမီးလည်းကိုမျက်စိအောင်မှရှိတယ်ဆိုတော့ဆုံးပြချက်နဲ့ပြည်သူစစ်တွေဝင်လာများတယ်။ မိဘဆန္ဒမလွန်ဆန္ဒရောအမြင်မရှိတဲ့လူငယ်တတော်များများကတော့ကိုယ်လိုယုံပြီးတော့ယာယီပြဿနာကိုဖြေရှင်းပြစ်တာများတယ်။ဥပမာပိုးလူမျိုးဆိုရင် PNO PNE တဲ့ဝင်တာများတယ်။ရှမ်းနေကြတော့မိခင်လက်နက်ကင်အဖွဲ့အစည်းတွေတဲ့ဝင်တယ်။အများအားဖြင့်ရှာစားအလွယ်တဲ့ပြည်သူစစ်တပ်ဖွဲ့တွေစီဝင်တာများတယ်။ပြည်သူစစ်ရလဲစစ်ကောင်စီရဲ့လက်အောက်ခံတပ်တခုဖြစ်ပြီးစစ်မှုရဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းရောက်ရှိလာတဲ့လူငယ်တွေကြောင့်ပုံမှန်အင်အားကြီးလာတဲ့လူဒေသခံတွေကပြောကြပါဗျာ။ စစ်မှုမထမ်းလို့သူ ပြည်သူစစ်တဲမဝင်လို့တဲ့လူငယ်တွေကတော့စစ်ကောင်စီကိုတော်လှန်နေတဲ့တိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းတွေစီဝင်ရောက်ကြတာတွေရှိပါတယ်။ပုဂ္ဂလိကစာတင်ကြောင်းတစ်ခုမှာကြောင်းစီရလှုပ်ရင်းစစ်မှုရဥပဒေထွက်ပြီးနောက်ပိုင်းစစ်ကောင်စီလက်အောက်မှာစစ်မှုထမ်းရမှာဆိုတာကြောင့်တန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တဲကိုဝင်ရောက်ခဲ့တဲ့အကြောင်းအစံက DBB ကိုပြောပြပါဗျာ။ ဆိုင်ရဆိုင်ရလူမျိုးစုနဲ့နဲ့ကိုင်းတဲ့မူရင်တော့ဗျာဒီစစ်တကတတတိဆူဆောင်းနိုင်မျိုးရှိတယ်အထက်ရောက်ရရင်တော့ကိုပါရောရောင်ပြီးတော့တမိုင်းတရခန့်ဖြစ်နိုင်တယ်ဗောနော်အဲကြောင့်မို့အစိုးရအကောင်မပြောင်းဘောကိုလူမျိုးစုကိုစားပြုတဲ့စတားလောက်တော့ပိုအဆင်ပြေတော့အနေနဲ့အများကြီးရှိတာဗောမလို့ဆိုတော့ဖြစ်ချင်တာဖြစ်နေရတာမှမဟုတ်တာပုံစံခွက်တဲ့နေရတာဗောနော်စစ်တတဲဆိုလူတိုင်းကြုံပါတယ်ဗျလက်နဲ့ကိုင်းမဆိုရင်တော့အလို့ညီမနိုင်ငံကလူငယ်တွေဟာစစ်တော်စီကစစ်မှုထမ်းခိုင်းတာအပြင် ပြည်သူစစ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကပါတပ်သားတည်ဆူဆောင်းတာတွေခံနေရတဲ့အတွက်နောက်ပိုင်းမှာယောက်ျားလေးလူဦးရေနေပါပြီးလူငယ်တွေမလုံခြုံမှုတွေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ရှမ်းနိုင်ငံရေးလေ့လာသူတူကပြောပါဗျ။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူငယ်ကိုမျိုးတုံးအောင်လုပ်နေသလားလို့တော့ပြောလို့ရတယ်။ တည်ရေးပြိပတ်ဆက်လေးတော့ဖိုက်ပွဲလေးတော့လူမျိုးတိုင်းလူလူဘာသာတိုင်းလူလူအလွာတိုင်းလူလူပေါ့နော်အသက်55နှစ်အောက်လေ50အောက်လေအရှင်းဆုံးပြောမယ်ကရှမ်းလက်နဲ့ကင်လေးလက်ကောက်တယ်လို့လက်နဲ့ကင်ပေါင်းစုံလက်ကောက်တယ်လေဒီတက်မတော်တစ်ခုလက်ကောက်တာလည်းမဟုတ်ဘူးပြည်သူစစ်ပေါင်းစုံလက်ကောက်တယ်လေဒီပွဲကြီးမပြီးမချင်းကတော့ဆန်လို့ပြည်သူများတော့အားသိခံနေရပါပဲနောက်ဆုံးပါဖြစ်သွားမယ်ဆိုတော့ညောက်ကြားလေးလူကြီးတွေနေသွားမယ်လူငယ်တွေဆိုလုံးဆုံးမှုမရှိဘူးအဲ့လိုမျိုးလေဖြစ်သွားမှာပေါ့လေစစ်ကောင်စီဟာ 2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကတည်းကပြည်သူ့စစ်မှုရဥပဒေကိုအသက်သွင်းခဲ့ပြီးစစ်မှုရအတင်းတန်းတွေဖွင့်လှစ်နေတာအခုဇွန်လမှာအပတ်စဉ်14ရက်ထိရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ကျမတီရီပါ။